ဟုတ်ကဲ့မင်္ဂလာပါဗျဒူဒီ KMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျကဲမနေ့ကတော့96တယ်เนาะညနေကြမှာပဲမနေ့ပိုင်းရတာထွက်ရင်တော့ကျွန်တော်တို့96ဒီတကွက်ကောင်းပေါ့เนาะကျွန်တော်မနေ့ရမနေ့လိုက်မှာဒါကြောင့်ပြောခဲ့တယ်ပေါ့เนาะကျွန်တော်3ရက်ဆက်တယ်တော့မှာပဲကျွန်တော်မနေ့ပိုင်းပေးတဲ့အခွေကညနေမှာပဲထွက်နေတယ်ပေါ့เนาะ တို့ခွင်ရှစ်3ခွင်6ပေါ့နော်ဒီဟိုကဒီကျွန်တော်မနက်ပိုင်းမှာပေးတဲ့အခွေတွေဖြစ်တယ်ဗျာ6ဆိုရင်တော့မနေ့ကမနက်မှာကျွန်တော်တကွက်ကောင်းအောင်ပြောတာပေါ့နော် ကိုမတို့တတိထမ်းမိလာတော့မသိဘူးပေါ့နော်မနက်ပိုင်းထွက်လို့ရှိရင်မနက်ပိုင်းထွက်ကနန်းနေသည်ကျွန်တော်တို့စုံကနန်းနေပဲဖြစ်တယ်ဗျာနော်မနက်ပိုင်းမှာကျွန်တော်တို့စုံကနန်းနေထွက်တယ်ညနေမှာမထိတ်တွေထွက်တာတွေ့ရတယ်ဗျာနော်ညူလိုက်တဲ့မနက်ပိုင်းကစုံနေပဲထွက်နေတယ်တဲ့ခုမနက်မာကနန်းပါမလားတဲ့ မာကနန်လည်းပြောလို့တော့မရောက်ပါတော့ကျွန်တော်တို့ဒီမှာတော့2 3ညဆိုပြီးတော့ဟိုဖြစ်ထားတယ်ပေါ့နော်ဒီမှာတော့ကျွန်တော်20တပတ်ကိုရာထားပါတယ်ဗျာကိုမတို့ကလည်းကြည်ပြီးကြိုက်ရင်တော့3ပေါ့နော် olivo. Nếu lấy nên ngay khuyên ngay chạy đe, để là hút kẹp vào nó. ကျွန်တော်ဒီမှာတော့နှစ်ထည့်ကိုကျွန်တော်ဘယ်လိုယူထားလဲဆိုတော့ကိုမတို့ကလည်းကြည်ပြီးကြိုက်မှလည်းသုံးပေါ့နော်3 4ရှစ်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီနှစ်ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပိန်ဒီလည်း4 8 3ညပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီလည်းနှစ်ဆိုပြီးတော့ဖြစ်တယ်ဗျနောက်တစ်ပိန်ဒီ6 3ည6ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီလည်းနှစ်ဆိုပြီးတော့ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာ4 6နှစ်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီနှစ်ဆိုပြီးတော့ကျွန်တော်သွားထားတာဖြစ်တဲ့အတွက် ဟိုနှစ်ထိတ်ထဲမှာပဲနှစ်ဖြစ်မယ်ပေါ့နော်အလုံးမဲ့ဒါလေးလည်းနားလည်မယ်လို့ထင်တယ်ဗျအကိုမတို့ကတော့ကြိုက်နှစ်သက်မှုရှိမှသုံးပေါ့နော်ဒီမှာကျွန်တော်တို့3948ပေါင်းချင်းတီနှစ်48 3ပေါင်းချင်းတီနှစ်636ပေါင်းချင်းတီနှစ်ဒါဆိုကျွန်တော်တို့ဒီမှာ46ဒီကထိတ်စီးနေပေါ့နော်ပေါင်းချင်းတီနှစ်ဖြစ်မယ်ဆိုရင်ကျွန်တော်တို့ကဒီမှာ46ပေါင်းချင်းတီ3ဖြစ်နေတဲ့ဖြစ်တဲ့အတွက်နှစ်ဖြစ်အောင်ဆိုရင်နှစ်ထိတ်ဆိုပြီးတော့ထည့်ရမယ်ဗျာ ီမှာနောက်ပိတ်ခရီးရလဲကြောင့်ဒီလိုလေးပေါ့နော်48ခွန်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီ6ဆိုပြီးတော့ဖြစ်တယ်နောက်တစ်ပြင်ဒီလဲခွန်3ညာ2ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီလဲ6ဆိုပြီးတော့ဖြစ်တယ်ဗျအဲကြောင့်မို့ဒီနေ့မှာ3ရဲ့6ရဲ့ဒီကနောက်ပိတ်ပေါ့နော်ဒီ3လုံးပေါင်းခြင်းဒီလဲ6ဆိုပြီးဖြစ်ရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့36ပေါင်းခြင်းဒီ6ဖြစ်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့6ဖြစ်အောင်ဆိုရင်လည်း3ညနောက်ပိတ်ထဲမှာပဲ6ဖြစ်မှာပေါ့နော် ဒါကြောင့်မို့ကျွန်တော်20ဆိုပြီးတော့ရထားခြင်းဖြစ်ပါတယ်ဗျ။3ရဲ့1ရဲ့3ညရဲ့ပေါ့နော်ဒီ3လုံးပုံချင်းဒီ4ဖြစ်လို့4ရဲ့ power ဒီ9 4 9ဒီကျွန်တော်ဒီမှာအချိန်မြတ် ဟောဒီ၄ကိုအချိန်မှာ၄ဘူးထွက်တော့ကျွန်တော်တို့၄ထီတယ်ပြတ်ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ပေါ့နော်နောက်တစ်ပင်ဒီလဲ6ရ8ရဒီနှလုံးပေါင်းချင်းဒီ၄၄နဲ့ကျွန်တော်ဒီရ၄နဲ့ပေါင်းတော့8ဒီ၃လုံးပေါင်းချင်းဒီ8ဖြစ်လို့ရှေ့ရဲ့ပါဝါဒီ3ရှစ်3ဒီကျွန်တော်ဒီမှာအချိန်မြတ်တော့ဒီရှစ်3အချိန်မှာလဲ6 6ထွက်တော့8ထီတယ်ဗျ ဒါကြောဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီလဲ၄ရဲ့ဒီက၅ရဲ့ဒီနှလုံးပေါင်းခြင်းဒီ၉၉နဲ့ကျွန်တော်ဒီက၆နဲ့ပေါင်းတော့၅ဒီ၃လုံးပေါင်းခြင်း၅ဖြစ်လို့၅ရဲ့ power ဒီ၃ညာ၅၃ညာဒီကျွန်တော်ဒီမှာအချိန်မြတ်တော့ဒီ၅၃ညာအချိန်မှာလဲ၃ညာ၄ထွက်တော့၃ညာထီတယ်ဗျ အားလုံးပဲဒါလေးနဲ့နားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကျတော့ဒီမှာနောက်တစ်ပင်ဒီခွန်ရ3ညရဒီနှလုံးပေါင်းခြင်းဒီခွန်ခွန်နဲ့ကျွန်တော်ဒီက4နဲ့ပေါင်းတော့1ဒီ3လုံးပေါင်းခြင်းဒီ1ဖြစ်လို့1ရဲ့ပါဝါဒီ6 1 6ဒီကျွန်တော်ဒီမှာအချင်းပေါ့နော်မနေ့ကတော့ကျွန်တော်တို့ဒီ1 6အချင်းလေးရတော့6မှန်ခဲ့တယ်ပေါ့နော်ဒါဆိုကျတော့ဒီမှာဒီနေ့အတွက်1ချင်းဒီခွန်ရ8ရဒီနှလုံးပေါင်းခြင်းဒီ9 9နဲ့ကျွန်တော်ဒီက2နဲ့ပေါင်းတော့ခွန် ဒီသုံးလုံးပေါင်းခြင်းဒီခွန်ဖြစ်လို့ခွန်ရဲ့ပါဝါဒီနှစ်ခွန်နှစ်ဒီကျွန်တော်ဒီမှာအချိန်မြအလုံးမဲ့နားလည်းမဲ့လို့ထင်တယ်ပေါ့နော်ကိုမတို့ကြိုက်ရင်တော့3ကျော်ဒီမှာ3တေ3ညာပေါင်းခြင်းဒီ၄ဖြစ်လို့၄ပါဝါကို၄ကိုအချိန်မှာ၄ဘူးထွက်တော့၄ထီတယ်နောက်တစ်ပင်ဒီလည်း၈6၄ပေါင်းခြင်းဒီ၈ဖြစ်လို့ ရှစ်ရဲ့ပါဝါ3 8 3အချိန်မှာလဲ8 6ထွက်တော့8ထီတယ်ဗျနောက်တစ်ပင်ဒီ5 4 6ပေါင်းချင်းဒီ5ဖြစ်လို့5ပါဝါ3ည5 3ညအချိန်မှာလဲ3ည4ထွက်တော့3ည8ထီတယ်နောက်တစ်ပင်ဒီ3ည9 4ပေါင်းချင်းဒီ1ဖြစ်လို့1ပါဝါ6 1 6အချိန်မှာလဲ6နှစ်ထွက်တော့ကျွန်တော်တို့6ထီတယ်ဗျဒါကြောင့်မို့ဒီနေ့တော့ one chain ဒီကြော်လို့၈ရယ်၊၇ရယ်ပေါ့နော်ဒီ၃လုံးပေါင်းချင်းဒီခွန်ဖြစ်လို့ ခွန်ရဲ့ပါဝါတီနဲ့ခွန်နှစ်တီအချိန်မှာဗျကေကေရမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျအားလုံးပဲဒါလေးလည်းနားလည်မယ်လို့ထင်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်နောက်ထပ်ဝန်းကျင်လေးလည်းတွေ့ပြပေးအောင်မယ်ဗျ ၁ရ၈ရပေါင်းကျင်းဒီ၉၉နဲ့ဒီက၅နဲ့ပေါင်းတော့၄ဒီ၃လုံးပေါင်းကျင်း၄ဖြစ်လို့၄ရဲ့နှစ်ခက်ဒီနဲ့၄နှစ်ဒီကြောင့်ဒီမှာအချိန်မြတ်ဒီ၄နှစ်အချိန်မှာလဲ၄ဘူးထွက်တော့၄ထီတယ်ဒီမှာဆိုရင်1ချိန်2ချိန်ဒီကျွန်တော်တို့6အချိန်6နှစ်အချိန်ပေါ့နော်ဒီမှာ2ညတာကိုကျွန်တော်တို့လုံးပိုင်းပြီးတယ်ဒီမှာ2ညတာတီးတော့6ပေါ့နော်6ပိုင်းပြီးပြီးတော့6ဘူးလို့ထွက်တယ်ဗျ အဲ့လိုမှမဟုတ်ဖဲနဲ့ကျွန်တော်ကဒီ၄ကိုအချင်း၄နဲ့အချင်းတွဲရင်လည်းဒီရက်၄ဒီရက်၄နဲ့၄ဘူးဆိုပြီးတော့ထွက်တယ်ဒါဆိုကျွန်တော်ဒီမှာနောက်တပင်ပေါ့နော်နောက်တပင်ဒီ6ရက်9ရက်ပေါင်းချင်းတီတက်တက်နဲ့ကျွန်တော်ဒီရက်3ညနဲ့ပေါင်းတော့တက်ဒီ3လုံးပေါင်းချင်းတီ6 9 3ညပေါင်းချင်းတီတက်ဖြစ်လို့တက်ရဲ့နှက်ခတ်တီ၈တက်ရှိတီကျွန်တော်ဒီမှာအချင်းမြတ်ဒီတက်ရှိအချင်းမှာလဲ၈6ဆိုတော့၈ ठी တဗျာ ညမင်း60ရာနေနှစ်လေးပေါင်းကြည်ဝမ်းကျိန်းနဲ့ဦးတင်ဝင်းနဲ့မင်္ဂလာပဲဆရာကြီးဟုတ်ကဲ့ပါဗျာနော်ကျောဒီမှာတော့73အချိန်78အချိန်ပေါ့နော်ဒီမှာတော့ကျွန်တော်တို့အပြိပောက်တော့ပေးမသွားဘူး7ပိုင်းပေးပြီးတော့76ဆိုပြီးတော့ထွက်တယ်ဗျာဒါဆိုကျောဒီမှာလဲနောက်တပင်ပေါ့နော်4ရေ3ညရေပေါင်းချင်းဒီ4 4နဲ့ကျွန်တော်ဒီရက်8နဲ့ပေါ့နော်ညဒီ3လုံးပေါင်းချင်းဒီ2ဖြစ်လို့2ရက်နှစ်ခက်ဒီ4 2လေးဒီကျွန်တော်ဒီမှာအချိန်မြတ် တော့ဒီနှစ်လေးအချိန်မှာလည်း၃ညလေးထွက်တော့၄ထီတယ်ဒီမှာတော့1ချိန်ဒီကျွန်တော်တို့9 3ညအချိန်နှစ်လေးအချိန်ပေါ့နော်ဒီမှာလည်းကျွန်တော်တို့အပြစ်ပေါ်ပေးတယ်ဒီရက်3ညဒီရက်၄နဲ့3ညလေးဆိုပြီးတော့ထွက်တယ်ဗျအဲ့ဒီအောင်းနဲ့မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျကိုမြမင်းပြောတော့ကျွန်တော်ပြီးကြမှာဆက်ကြည့်မယ်ပေါ့နော်အဲ့တော့ဒီမှာနောက်တစ်ပင်ဒီခွင်းရှင်းရေပုံချင်းဒီငါငါနဲ့တရားခွင်းနဲ့ပုံတော့နှစ်ဒီသုံးလုံးပုံချင်းနှစ်ဖြစ်လို့ နှစ်ရက်နှစ်ခတ်ဒီလေနှစ်လေးဒီလေကျွန်တော်ဒီမှာအချိန်ပဲဗျ။တော့ဒီနှစ်လေးအချိန်မှာလဲ6နှစ်ထွက်တော့နှစ်ထီတဲ့ဒီမှာဆိုရင်1ချင်းဒီ16အချိန်နှစ်လေးအချိန်ပေါ့နော်ဒီမှာလဲကျွန်တော်တို့အပြီးပေါက်ပြီလေဒီက6ဒီက2နဲ့6နှစ်ဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ1ချင်းဒီပေါ့နော်ခွင်းရခွင်းရပေါင်းချင်းဒီလေ၄နဲ့ဒီက6နဲ့ပေါ့နော်3ည။ ဒီသုံးလုံးပေါင်းခြင်းဒီသုံးညာဖြစ်တာဖြစ်တဲ့အတွက်သုံးညာရဲ့နှက်ခတ်ဒီခွန်းသုံးညာခွန်းဒီကျော်ဒီမှာအချိန်မြတ်အားလုံးပဲဒီ1ချိန်တိုင်းလေးနားလည်မယ်လို့ထင်တယ်ပေါ့နော်အကိုမတို့ကတော့အကြိုက်ပါမှလည်းသုံးမြတ်ကျွန်တော်ဒီမှာခွန်းနဲ့အချိန်သုံးညာခွန်းအချိန်ပေါ့နော်အပေါ်ပြင်ဒီမှာတော့ကျွန်တော်တူညီတာတော့လုံးမိုင်ပေးတယ်ဒီမှာဆိုရင်၄ကိုအချိန်၄နှစ်အချိန်မှာ၄ပိုင်ပေးပြီးတော့၄ဘူးဆိုပြီးတော့ထွက်တယ် ဒီမှာတော့ကျွန်တော်ရှစ်သုံးအချိန်တစ်ရှစ်အချိန်မှာလဲတူညီတာဒီရှစ်ဖြစ်လို့ရှစ်ပိုင်းပေးပြီးတော့ရှစ်6ဆိုပြီးတော့ထွက်တယ်ဗျဒီမှာတော့ကျွန်တော်တို့1ချိန်ဒီ9သုံးညာအချိန်2လေးအချိန်ပေါ့နော်ဒီ1ချိန်2ချိန်ဒီမတူတဲ့အချိန်မှာကျွန်တော်တို့အပြည့်ပေါက်ပေးတာတွေးရတယ်ဒီရသုံးညာဒီရလေးနဲ့သုံးညာလေးဆိုပြီးတော့ထွက်တယ်ဗျဒီမှာလဲကျွန်တော်တို့1ချိန်ဒီ16အချိန်24အချိန်ပေါ့နော်1ချိန်2ချိန်ဒီမတူဘူးမတူတဲ့အချိန်မှာအပြည့်ပေါက်ပေးတယ်ဒီက6ဒီက2နဲ့6နှစ်ဆိုပြီးတော့ထွက်တယ်ဗျာ ဒီနေ့မှာတော့ကျွန်တော်တို့ခွန်းနှစ်အချင်းတုံညာခွန်းအချင်းဆိုတော့တူညီတာတီးတော့ခွန်းဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဒီမှာဒီနှစ်ထိပ်လေးရတွေ့ထားတယ်ပေါ့နော်အကိုမတို့နားလဲမယ်လို့လည်းထင်တယ်ကြိုက်နှစ်တက်ရင်တော့သုံးပေါ့နော်ကျွန်တော်ဒီမှာဒီ၃လုံးပေါင်းချင်းတီနှစ်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 ဆိုပြီးတော့သွားမယ်ဆိုရင်ကျွန်တော်တို့ကနှစ်ထိပ်ထဲမှာပဲနှစ်ဖြစ်ချင်းနဲ့ကန့်ညီမှုရှိမှာပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာ break လေးနဲ့ချုပ်မှာပေါ့နော် ပရိသည်တဲ့ရဲ့သူ့ရဲ့တပင်ကျော်ပရိရှစ်ပရိရဲ့ပေါ့နော်တဲ့ရဲ့ရှစ်ပရိရဲ့ပေါင်းခြင်းသည်ကိုဖြစ်လို့ကိုရဲ့ပါဝါတီလေးကိုလေးဒီကျော်ဒီမှာပရိပြတော့ဒီ6လေးပြိတ်မှာ86ဆိုတော့ကျွန်တော်တို့4ပြိတ်ထွက်တယ်ဗျဒီမှာဒီတော့ကျွန်တော်တို့83အချိန်1ရှယ်အချိန်ပေါ့နော်ဒီကောင်ဆိုရင်ကျွန်တော်တို့ကကီးနေနေယူမှာဆိုရင်83တက်ကီးကို6လေးပြိတ်ရအောင်တွဲရင်ကျွန်တော်တို့ ရှင်းနဲ့လေးပလေးဆို86ဆိုပြီးပါမယ်ပေါ့နော်။ဒါဆိုကျွန်တော်ဒီမှာနောက်တစ်ပင်ဒီရှင်းရဲ့6ရဲ့ဒီနှလုံးပေါင်းခြင်းဒီလေး၄နဲ့ကျွန်တော်ဒီရ3ညာနဲ့ပေါင်းတော့၄ဒီ3လုံးပေါင်းခြင်း၄ဖြစ်လို့၄ရဲ့ပါဝါဒီ9 4 9ဒီလဲကျွန်တော်ဒီမှာပြိပြ တော့ဒီ၄ကိုပြိတ်မှာ၃၄ဆိုတော့၄ပြိတ်ထွက်တယ်ဒီမှာလဲကျွန်တော်တို့၅၃အချိန်၂၄အချိန်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့က၅၃၂၄ဆိုတဲ့ကီလေးလုံးကို၄ကိုပြိတ်ရအောင်တွဲရင်လဲ၃နဲ့၄ပြိတ်ဆိုရင်၃၄ဆိုပြီးတော့ပါမယ်ဗျဒါကြောင့်ဒီမှာနောက်တစ်ပင်ပေါ့နော်ပြိတ်ဒီ၃ညရဲ့၄ရဲ့ပေါင်းချင်းဒီ၄၄နဲ့ကျွန်တော်ဒီရဲ့၄နဲ့ပေါင်းတော့၈ဒီ၃လုံးပေါင်းချင်းဒီ၈ဖြစ်လို့၈ရဲ့ပါဝါဒီ၃၈၃ဒီကျွန်တော်ဒီမှာပြိတ်ပြ တော့ဒီ၈သုံးပြိမ့်မှာလဲ၆နှစ်ဆိုတော့၈ပြိမ့်ထွက်တယ်ဒီမှာဆိုလဲကျွန်တော်တို့၁၆အချိန်၂လေးအချိန်ဆိုတော့၁၆၂လေးဆိုလဲကီလေးလုံးကိုကျွန်တော်တို့၈သုံးပြိမ့်ရောက်အောင်တွဲရင်လဲ၆နဲ့၈ပြိမ့်ဆိုရင်၆နှစ်ဆိုပြီးတော့ပါမယ်ဗျကိုမတို့ကလည်းနော်လိုက်လက်မလေးနှိပ်တာတော်တော်ပင်ပန်းတာတော့မသိဘူးပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီမှာဒီနေ့တော့နော်ပြိမ့်ဒီကျွန်တော်တို့၆ရက်၂ရက်ပေါ့နော်ဒီ၃လုံးပေါင်းချင်း6ရက်6ရက်2ရက်ပေါင်းချင်းဒီကျွန်တော်တို့ လေးဖြစ်လို့လေးရဲ့ပါဝါဒီကိုလေးကိုဒီလဲကျွန်တော်ဒီမှာပြိတ်ပြအမှန်တော့ကျွန်တော်ဒီမှာဒီပြိတ်ဒီလေးကိုပြိတ်ဒီကျွန်တော်တို့ကဖြစ်သွားနိုင်တဲ့ပြိတ်ဒီလေးကိုနှစ်ပြိတ်ပေါ့နော်အားလုံးပဲဒါလေးလဲနားလဲမယ်လို့ထင်ပါတယ်ဗျဒါဆိုကျွန်တော်ဒီမှာနောက်ထပ်အပင်တို့ပြိတ်လေးပေါ့နော်တစ်လုံးနဲ့ပြိတ်လေးကိုတွက်ပြပေးမယ်ဗျ တော့ဒီမှာဒီ၈ရဲ့6ရဲ့ပေါ့နော်၈6ရဲ့ဒီရက်၈နောက်ပဲ၈6ပေါင်းချင်း၄၄နဲ့ဒီရက်၈နဲ့ပေါင်းတော့နှစ်၈6ရှစ်ပေါင်းချင်းဒီနှစ်ဖြစ်လို့၂ရဲ့နှက်ခတ်ဒီ၄အဲ့ဒီလေးဒီ break တုံညာလေးဆိုပြီးတော့ထွက်တယ်ဗျ။ဒါဆိုကျွန်တော်နောက်တစ်ပင်ပေါ့နော်တုံညာရဲ့၄ရဲ့ဒီရက်9ရဲ့တုံညာလေးခွန်ပေါင်းချင်းဒီ၁ဖြစ်လို့၁ရဲ့နှက်ခတ်ဒီ၈အဲ့ဒီ၈ဒီကျွန်တော်ဒီမှာ break ကျွန်တော်တို့6နှစ်ဆိုပြီးတော့ထွက်တယ်။ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ break ဒီပေါ့နော် 6ရက်နှစ်ရပေါင်းချင်းဒီရှိရှင်းနေဒီရ6နဲ့ပေါင်းတော့၄ဒီ3လုံးပေါင်းချင်း၄ဖြစ်လို့၄ရက်နှက်ခတ်ဒီနှစ်အဲ့ဒီနှစ်ဒီကျော်ဒီမှာ break ပေါ့နော်နှစ် break ဆိုရင်တော့ကျွန်တော်အစောကပြောတဲ့နှစ်ထိတ်တုံညနောက်ပိနေဆိုပြီး20ဆိုပြီးတော့တကွက်ကောင်းနေနဲ့ရတယ်ပေါ့နော်အားလုံးပဲနားလည်မယ်လို့ထင်ပါတယ်ဗျအကူမတို့ကတော့ကြိုင်းနှစ်တက်မှုရှိမှလည်းအသုံးပေါ့နော်ကျွန်တော်ကဒီနေ့မှဒါဆိုရင်ဒီ break ဒီ view မယ်ဆိုရင်လည်းကျွန်တော်တို့၄၉နှစ် break အခုကျွန်တော်ပြတဲ့ ဒီပရိသတ်လည်းကျွန်တော်တို့၄၉နှစ်ပရိသတ်ရတယ်ပေါ့နော်ဒီမှာတော့ပေးနေတာဒီတော့အလုံးနဲ့ပရိသတ်ကျွန်တော်နှစ်ပရိသတ်ပေးနေတာတွေ့ရပါတယ်ဗျအနည်းအောင်နဲ့နှိပ်ထားပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ကျေးဇူးတင်ပါတယ်ဗျာဟောကြီးမင်းရမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျာဒါဆိုကျွန်တော်ဒီမှာကျွန်တော်ကတော့ခွနှစ်တုံညာကီးကို၄၉နှစ်ပရိသတ်ရအောင်တွေ့ပေးမှာပေါ့နော်အကိုမတို့ကတော့ကြိုက်နှစ်တက်မှုရှိမှလဲသုံးပါဗျာ အစောကအခုတယောက်ပြောတာဘာလဲမသိပြန်နော်ကိုမြင်းမင်းပြောတာဘာကိုပြောလဲမသိပြန် ဟုတ်ကဲ့ဗျာအားလုံးပဲမင်္ဂလာပါဗျာเนาะအကိုမတို့ကတော့ကျန်းနေတတ်မှုရှိမှလည်းတော့ကျွန်တော်ကတော့ဒီမှာ9 3ညကီကို၄6ညဘရိတ်တွဲပေးထားပါလေဗျာကျတော့မနေ့ပိုင်းမှာထွက်နေရတော့စုံကနန်းနေထွက်တာများတွေ့ရတယ်ပေါ့နော်ကျတော့ဒီမှာစုံနဲ့ပတ်သက်ရင်နှစ်ပူရဲ့20ရဲ့3ည4ရဲ့ဆိုပြီးတော့ကျွန်တော်တို့၃ခွက်ပါတယ်ပေါ့နော်ဟုတ်ကဲ့ပါကျွန်တော်တွက်ပြတဲ့ကနန်းလေးတီလဲပေါကနန်းလေးဖြစ်ပါစေဗျာကိုမတို့ကြိုက်တဲ့ကနန်းတီလဲ7နှစ်အထိတမိနဲ့ထွက်မဲ့ကနန်းနဲ့ထပ်တူကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်ဗျာ နောက်လိုက်ကိုကြည့်ရှုအားပေးခဲ့ကြသူတိုင်းစိတ်ချမ်းသာခြင်းကိုဤကျမ်းမာခြင်းနဲ့လည်းပြည့်စုံကြပါစေဒုတိယကိုလည်းထိုးထွင်းပေါ်ပြီးတပတ်တပတ်အမြင့်ရတဲ့သူတွေဖြစ်ကြပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးလိုက်ပါတယ်ဗျ channel ကို subscribe မနေရသေးတဲ့ကိုမလေးကလည်း subscribe လေးနှိပ်ပေးဖို့တောင်းဆိုပါတယ်အားလုံးပဲကံကောင်းကြပါစေဘိုင်ဘိုင်စီးပါအားလုံးပဲ